ခန်းခုနှစ်ကတော့တစ်ဖက်သားကိုအကူအညီရစေသောနည်းဖြစ်ပါတယ်ခင်ဗျာတင်းကိုအကြံစီပေးသောသူသည်မိမြပင်ကြီးကြီးသောသူဖြစ်စေကမူတင်းသည်သူတစ်ပါးထံမှရရှိသောအကြံစီတဲ့ကိုကိုပိုင်အကြံစီကိုပို၍ယုံကြည်သည်မဟုတ်ပါလောဤစကားမှန်လင်တင်းအကြံစီအယူဆများကိုယုံကြည်ရန်တစ်ဖက်သားအတင်းအကျပ်တိုက်တွန်းခြင်းသည်တင်းမှယွင်းခြင်းတရားမဟုတ်တုံလောထို့ကြောင့်အတင်းအကျပ်တိုက်တွန်းမယ့်အစားအကြံပေးုံသာပြီးမိမိတို့ဘက်သို့ရအောင်တစ်ဖက်သားကိုယ်တိုင်တွေးယူစေလင်တာလင်း မကောင်းပြီဘူးလားတပ်ပါစကားကိုတာရကတခုပြရှင်းပြပါဖီလာဒဲဖီးယားနေမှာမစ္စတာအက်ဒိုဆက်ဆိုသူကျွန်တော်ဤတပည့်တယောက်ဒီစိတ်အပြည့်ကြီးပြည့်၍ဖြူရဲဖြစ်နေတော့မွန်တော်ကားကျောင်းသမားတို့ဟာစိတ်ဓာတ်တက်ကြွလာအောင်ဟောပြောရန်အလို့တခုနဲ့ပတ်ပင်းတွေ့လက်ရှိထို့ကြောင့်မစ္စတာဆက်လစ်ဒီအခြားဘာစကားကိုများမပြောသေးပဲကဲခင်ဗျားတို့ကိုကြုတ်ဘာလုတ်ပေးစေချင်ပါတည်းဟုမွန်တော်ကားအယောင်သမားတို့ဟာရှိဥစွာမိသူတို့လည်းမစ္စတာဆက်လစ်ထံမှသူတို့အလို့ရှိသောအရာများကိုတယောက်စီပြောကြ၏ တို့ပြောသောအချက်များကိုမြစ်သားဆက်လက်တီကြောက်တင်ပုံးကြီးပေါ်တွင်ရည်ထား၏ထို့နောက်တပန်းကဲကျုပ်စီကခင်ဗျားတို့လိုချင်တာပြောပြီးနာဒီကိုကျွန်တော်ကပေးရရင်ခင်ဗျားတို့စီကကျွန်တော်ဘာပြန်ရတဲ့နေကိုခင်ဗျားတို့ကိုယ်တိုင်ပဲပြောပြတော်ဟုပြောလိုက်ရာတစ္ဆာရှိရမည်ယူသားရမည်ရှေးဆောင်နိုင်ရမည်အကောင်းဘက်ကိုကြည်နိုင်ရမည်အလုသမားချင်းညီငယ်ရမည်တနည်းကိုချစ်နိုင်ကြစိတ်ပါလက်ပါအလုပ်လုပ်ရမည်အစရှိသည့်ဖြင့်တယောက်တစ်မျိုးစွာလင်းမြန်စွာပြောကြ၏ တယောက်တော်သူကတနင်္လာနေ့14နိုင်ရက်အထိအလုပ်လုပ်ရပါမည်ဟုယကတိပိထိုအစည်းအဝေးပြီးဆုံးသောအခါသူတို့သည်စိတ်အားအတိုးတက်ကြွလာသောကြောင့်မွန်တော်ကားများမှရှေ့ကထက်တိုး၍ရောင်းရသည်ဟုမစ္စတာဆက်လစ်ကိုရန်ကကျွန်တော်အားဖြုတ်ပြဖူးလေသည်။ဘာလို့ရမည်ဟုအခြားသူတဦးတယောက်ကဩဇာပေးခြင်းကို၎င်းအခြားသူတဦးကဝဲပါဟုတိုက်တွန်းသောကြောင့်ဝဲရခြင်းကို၎င်းမိသူများမနစ်သက်ကြချေ။ကျွန်တော်တို့ကိုယ်တိုင်ကြိုက်သောကြောင့်ဝယ်ယူရခြင်းကို၎င်းကျွန်တော်တို့ကိုယ်တိုင်သဘောကျ၍အလုပ်လုပ်ရခြင်းကို၎င်းကျွန်တော်တို့သည်ပုံမှန်နှိမ့်ချကြ၏ ကျွန်တော်တို့ဒီကျွန်တော်တို့ရဲ့စန္ဒများကျွန်တော်တို့ရဲ့အလိုရှိသောအရာများကျွန်တော်တို့ရဲ့စိတ်ကူးငြင်းများနဲ့ဆက်လျင်းယူကျွန်တော်တို့ထံမှတစ်ဖက်သားတို့လာရောက်တောင်းယူခြင်းကိုကျွန်တော်တို့ဒီနှိမ့်ဆိုင်ကြ၏ယူခြင်းဝါဆန်ဆိုသည့်အထုပ်ပတိကိုကြည်ကြစို့အထက်ပါစကားမှန်ကြောင်းကိုမသိရမီကသူရရန်ရှိသည့်ထောင်ပေါင်းများစွာသောပွဲခါတို့ကိုလက်လွတ်ခဲ့လေသည်ကိုက်ထုတ်ခြင်းနေသောသူများနှင့်အထယ်အလိတ်လုသောသူများအုံပြူရန်အတွက်အစစ်အစစ်ဆန်းများကိုလှုပ်ပေးရသောအလုံယုံတို့သူသည်ပုံစံများကိုတွင်ရ၏ နယောင်မျိုးရှိအဝတ်စားတွင်ကိုက်အပေးဆုံးထဲ၌တယောက်အပောင်ဝင်ဖြစ်သောပုဂ္ဂိုလ်တဦးတန်တို့တင်းငွေတပတ်လင်တစ်ကြိမ်မြတ်၃နှစ်တိုင်တိုင်ရောက်ခဲ့၏။သူရောက်တိုင်းသူ့ကိုမတွေ့လို့ဟုသူဒီဘေးအခါမြတ်မငင်းဆိုင်ခဲ့ပြီ။သူရတွင်မိတိအခါမြတ်လည်းသူ့ထံမမွေလိုက်။သူ့ပုံစံများကိုတေးချစွာကြီးချူပြီးလျင်ဝက်ဆန်ကနေ့တို့စိတ်တဘောထားခြင်းမတိုက်ဆိုင်သေးဘူးဟူ၍သာပြော၍လွတ်လိုက်၏။အချိန်မောင်း၃၅၀လောက်အရေးနှစ်ခဲ့ပြီးနောက်မိမိတို့၏စိတ်ဓာတ်မလန်းဆန်းတော့ပြီဖြစ်ကြောင်းသိရ၏။ ထို့ကြောင့်ဒူတို့၏သဘောထားကိုနားလည်အောင်တင် जा ပြီးသောအတန်းကိုတင်းငွေနေတပတ်လင်တစ်ကြိမ်ကြက်တက်ရောက်ရန်နှင့်အကြံတင်များကိုရအောင်ကြိုးစားရန်တန်ဋိဌာန်ချလာ၏မကြံမြင့်မီထိုသူအပေါ်တွင်ဤတင်းကိုစမ်းရန်အကြံတင်ပေါ်လာ၏တပိုင်းတစသာပြီးသေးသောပုံစံ၆ခုကိုကောက်ယူပြီးလင်အဆိုပါလူ၏အလုတ်တိုက်သူသွားလေသည်ဝက်ဆန်တက်နိုင်လင်အနှင်းငယ်လောက်မြကျေးဇူးပြုစေခြင်းပါသည်ဒီပုံစံတွေဟာတပိုင်းတစသာပြီးပါသေးတယ် ဘယ်လိုအပြီးတိုက်လိုက်ရရင်ဆရာအကြိုက်ကြမယ်ဆိုတာကိုတစိမ့်လောက်ကျေစုပြုပြီးပြောစေချင်ပါတယ်ဝယ်မဲ့သူစကားမပြောသေးပဲပုံစံများကိုအတော်ကြာစွာကြည့်ပြီးနောက်ဝက်ဆန်မင်းပုံစံတွေ၄၅ရက်လောက်ငားနေထားခဲ့နောက်တစ်ခါငားနေပြန်ပြီးတွေ့အောင်ဝက်ဆန်ဒီနောက်၃ရက်ကြာတော့ခါထိုးလူထံသို့သွားရာထိုးလူဒီသူအလိုရှိသောအရာများကိုပြောပြ၏ထိုးနောက်ထိုးပုံစံများကိုပြန်ယူသွားပြီးနေထိုးလူအလိုရှိတဲ့အတိုင်းပုံစံများကိုဆွဲပြေးလိုက်၏အဲ့ဒီအခါဘာဖြစ်တော့တယ်လဲပုံစံအလုံးကိုထိုးလူဒီဝယ်လိုက်၏ ထိုအပြစ်ပြက်မှာ6လမြကြာလိပြီထိုအခါမှစ၍ထိုလူသည်မစ္စတာဝက်ဆန်ထံမှမိမိစိတ်ကြိုင်းအတိုင်းရည်စွဲသောပုံစံပေါင်းမြုံများစွာကိုမာယူသည်ဖြစ်ရာယခုအချိန်အထိထိုပုံစံများမှမစ္စတာဝက်ဆန်သည်ဒေါ်လာငွေ1600ထက်မနည်းရပြီဖြစ်လိမ့်သည် မစ္စတာဝက်ဆန်ကိုယ်တိုင်အောက်ပါအတိုင်းကျွန်တော်တို့ကိုပြောပြမှုလိမ့်သည်ဒီလူထံမှပုံစံများကိုဘာဖြစ်လို့အစကရောင်းဝထွက်တယ်လဲဆိုတော့ယခုမှကျွန်တော်ကောင်းစွာသိရှိရပါတယ်အကြောင်းမှအချမ်းမဟုတ်ပါကျွန်တော်သဘောကျတဲ့အရာကိုသူကအတင်းဝယ်ခန်းခြင်းကြောင့်ဖြစ်ပါသည် ယခုမှကဤနည်းဖြင့်စံကျင်မဲ့ဖြစ်သောနည်းကိုသာအသုံးပြုပါသည်ရှေးဥစွာသူထံသို့သွား၍သူ၏ဆန္ဒကိုကျွန်ုပ်အားပြောပြရန်တိုက်တွန်းပါသည်ထို့သောပြုလို့သည်ဖြင့်ထိုပုံစံများသည်သူကိုယ်တိုင်ဖန်တီးရသောပုံစံများဖြစ်သည်ဟုသူသည်အယူရှိနေပါသည်ထို့ကြောင့်ယခုအခါကျွန်ုပ်ကသူ့ကိုအထူးရောက်နေရန်မလိုတော့ပါသူကိုယ်တိုင်ဝေလက်ရှိပါပြီတဲ့အမေရိကန်သမ္မတတီယိုဒိုရုစ်ပေဒီနီယောမြို့အုပ်ချုပ်သူဘဝကအတော်မှတ်သားလောက်သောကိစ္စများကိုလုပ်ခဲ့ပြီး နိုင်ငံရေးတွင်အရာရောက်သောသူများအလွန်အမင်းမနစ်သက်သောဥပဒေများကိုပြုလုပ်ခဲ့တော်လဲထိုလူများနှင့်လည်းတင့်အောင်ပေါင်းလက်ရှိထိုကဲ့သို့ဖြစ်အောင်အောက်ပါအတန်းပြုလုပ်ခဲ့လေသည်အရေးကြီးသောယာတုတကုလစ်လက်ချီသောအခါအဆိုပါနိုင်ငံရေးတွင်အရာရောက်လူကြီးများကိုဖိတ်ခေါ်ပြီးနောက်ထိုယာတုအတွေ့သူတို့သဘောကျသောလူတည်ရောက်ကိုထောက်ခံကြပါဟုတောင်းပန်၏ထိုနောက်ရုစပဲသည်အောက်ပါအတန်းပြုခဲ့လေသည်ထိုလူကြီးများရှိဦးစွာထောက်ခံတော်သူသည်စင်ရဲနွမ်းပါနေသည်ဖြစ် ကြီးကျူထားရမည်ဖြစ်သောသူတို့ကိုင်းသားတို့ဥပင်ဖြစ်လေသည်ထိုအခါဒီလူမျိုးကိုခန့်လင်နီးလန်းမကြ၍မြို့သူမြို့သားများကကြိုက်မှာမဟုတ်ဘူးဟုကျွန်ုပ်ကပြောလေသည်ထိုအခါလူကြီးများသည်သူတို့ကိုင်းသားဖြစ်သောအခြားလူတို့ကိုထောက်ခံကြပြန်သည်ထိုလူသည်ယာထုတစ်ခုခုရရန်အတွက်အမြင့်ကျိုးစားနေသောသူဖြစ်၍သူအပေါ်တွင်အပြစ်လဲမြင်းများပြစရာမရှိရှင်းမွန်းစရာစွန့်ရင်တက်သည့်များလည်းမြင်းများမရှိကြထိုကားထိုလူသည်မြို့သူမြို့သားများမျော်လင့်လက်ရှိသောအကြီးအကျယ်နှင့်ကောင်းစွာမပြည့်စုံသေးသောကြောင့် ထိုတုတက်တင်းလျော်သောပုဂ္ဂိုလ်တူကိုရှာနေလင်ရှာပါအောင်ဟုကျွန်တော်ကပြောပြန်သည်တတိယကျင်းထိုတုတော့ခံတော်သူမှာတင့်သည်ဟုဆိုယုံသာရှိပေသည်တို့ရတွင်ကျေနပ်เสียမရှိသည် ကျွန်ုပ်သည်ထိုလူကြီးများအားဤကဲ့သို့ဒုက္ခခံရိတ်ကူးရင်ကျင်သောကြောင့်ကျေးဇူးတင်ရှိကြောင်းတန်နိုင်ပါလင်အတင်းတော်ဆုံးလူကိုသုဒ္ဓအကျင့်ထပ်၍ရှာပေးပါအောင်ဟုတောင်းပန်လေသည်သုဒ္ဓအကျင့်သူတို့ထောက်ခံတော်သူမှာကျွန်ုပ်လက်ခံနိုင်တော်သူဖြစ်လေသည်ကျွန်ုပ်ကိုယ်တိုင်ရွေးရရင်လည်းထိုလူမျိုးကိုပင်ရွေးချယ်မည်ဖြစ်၏ ထိုသူ၏ကုညီခြင်းအတွက်ကျေးဇူးတင်ကြောင်းကိုထိုလူကြီးများအားပြောပြပြီးလင်သူတို့ထောက်ခံတော်လူကိုကျွန်တော်ခံလိုက်၏တို့ရတွင်ထိုလူကိုခံသည့်အတွက်ကုံယူစရာရှိနေသည်၍ထိုလူကြီးများအားယူစေခြင်း၏ထို့နောက်ထိုလူကိုခံခြင်းသည်လူကြီးများအလိုရှိသောကိစ္စများကိုဆောင်ရွက်ခြင်းသောကြောင့်ခံရခြင်းဖြစ်သဖြင့်ကျွန်တော်အလိုရှိသောကိစ္စများတွင်လည်းလူကြီးများကဝန်းဝန်း၍ကုညီစေခြင်းကြောင်းကိုပြောပြလေသည်လူကြီးများသည်ရုစပယ်ပြောသည့်အတိုင်းကုညီ၏ မြင့်ကဲ့သို့ကုင္ကြီးတနင်းဆိုသောနိုင်ငံဝန်ထမ်းများဥပဒေကြမ်းနှင့်မဲမဲကွန်းဥပဒေကြမ်းစသည်တို့ကိုပင်သူတို့သည်ဝမ်းယူထောက်ခံကြ၏ရူးစပဲသည်တစ်ဖက်သား၏အကြံဉာဏ်ကိုရရှိရန်အတွက်မိမြကြိုးစားပုံနှင့်တစ်ဖက်သား၏အကြံကုန်မိမြယူသေးပုံကိုကောင်းစွာမှတ်သားထားပါအရေးကြီးသောယာထုတစ်ခုအတွက်ခံထားရန်လိုသောအခါခံထားခြင်းခံရသောသူမှလူကြီးများရွေးချယ်သောသူဖြစ်၏ကြံဉာဏ်မှလည်းလူကြီးများ၏အကြံဉာဏ်ဖြစ်သည်ဟုထိုလူကြီးများအကိုအထင်ရောက်စေ၏စကော့လူမျိုးတို့ဦးနှင့်သူ၏မိမကိုမော်တော်ကားသင်းရောင်းရန်အတွက် လောင်အလံအရရှိမော်တော်ကားရောင်းသမားတဦးသည်ဤနီကိုပင် အသုံးပြုခဲ့ဘူးလေသည်ကားရောင်းသမားသည်စကော့လူမျိုးကိုကားတစီပြီးလင်တစီပြတ်တာလည်းရှိလေပြီသည်သူရတွင်ဒီကားနဲ့မတော်ပါဘူးဟိုကားကတော့ညံ့နေတယ်ဒီဟာကြတော့ဆေးများနေတယ်အဆရှိတဲ့ဖြစ်အမျိုးမျိုးညင်းလည်းရှိလေသည်ပြတ်တော့မော်တော်ကားတိုင်းကိုမူကားဆေးများသည်ဟုအမည်ပြောလေရှိမြမကြမီထိုကားရောင်းသမားသည်ကျွန်ုပ်ဤထံတွင်ပေါင်းတင်ဆက်ဆံဤကိုလာရောက်တင် जा ပြီးလင်အထက်ပါကိစ္စနှင့်ဆက်လင်း၍သူ့ကိုကူညီရန်အကူအညီတောင်းလေသည် ထိုအခါထိုလူထံသို့တော်၍မတော်ကမယောင်းပဲထိုလူကိုယ်တိုင်ကဝဲခြင်းလာအောင်လုပ်ရန်ကျွန်တို့တို့သည်သူ့ကိုအကြံပေးလိုက်၏ထိုလူကဘာလို့ရမည်ကိုပြောမည်အစားထိုလူကတင့်ကိုဘာလို့ရမည်ဟုပြောစီလင်မကောင်းပေဘူးလားဟူ၍လဲကျွန်တို့တို့ကပြောလိုက်၏ထို့ပြင်လည်းကားနှင့်ဆက်လင်းသောအကြံမှာရောင်းသူ၏အကြံမဟုတ်ဘဲသူ့အကြံသာဖြစ်သည်ဟုအထင်ရအောင်လုပ်ပေးရန်မှလည်းမှန်လိုက်ပေသည်ဤအကြံမှာကောင်းဟန်လက္ခဏာရှိထိုကြောင့်အထက်ပါမတော်ကရောင်းသမားသည်ရဲ့အနေငယ်ကြသောအခါကျွန်တို့၏နှီးကိုစမ်းသပ်ကြည့်ရန် ခွင့်ကောင်းတစ်ခုရရှိထိုနေ့တွင် ဖောင်းတဲ့တူဦးသည်သူ၏ကားဟောင်းကိုပြန်သွေးပြလင်ဆိုင်းမကားတက်တစီကိုထုတ်ယူရန်ရောက်လာ၏ထိုကားဟောင်းကိုထိုလူသည်ကြိုက်နိုင်လိမ့်မည်ဟုအထင်ရှိသဖြင့်အာလပန်လင်မော်တော်ကားဆိုင်သို့အထူးရှင်းမြင့်သောအနေဖြင့်ကြွားရောက်ပြီးလင်အကြံအနှင်းငယ်ပေးပိုင်ရန်ထိုလူထံသို့မော်တော်ကားရောင်းသမားသည်စကားပြောကျေးနှံပြပြောလာ၏ထိုလူရောက်လာသောအခါခမည်းကတော့အဝယ်အချမ်းမှအင်မတန်တော်လို့တိုင်ပင်ရအောင်မှာပဲဒီကားကိုကြည့်စမ်းပါကားအစ်စ်နဲ့လဲတဲ့အတွက်သူ့ကိုတန်ဖို့ဘလောက်ထားရရင်ကောင်းမလဲလို့ ်ထိုလိုဤတကူလုံးမှာရှင်မြူးလက်ရှိလေသည်နောက်ဆုံး၌သူ၏အစွမ်းကိုအတိမတ်ပြုကာသူထံမှအကြံကိုပင်တောင်းယူရသည်ဟု၍အထင်ကြီးလက်ရှိထို့ကြောင့်မော်တော်ကားကိုဂျမေကာဖော်ရဟီအထိသူကိုယ်တိုင်အစမ်းမောင်းကြည့်ပြန်လာတော့အခါမိတ်ဆွေခမရဒီကားကို300နဲ့ရရင်ယူတာထားလိုက် ပွားတာပဲဟု ထိုသူကပြော၏ဒီစင်းနဲ့ရရင်ခမရဝယ်မလားဟုမော်တော်ကားကြောင်းသူကပြန်၍မိရာ300လားအစ်စ်ပေါ့ဟုပြန်ပြောပြီးလင်မော်တော်ကားကိုချက်ချင်းဝယ်သွားလေသည် ဓမ္မံလုတော်လူသူဦးကလည်းသူ၏ဓမ္မံကိုဘရူကလင်အရက်ရှိအကြီးဆုံးသောစေယုံကြည်တုံတို့ရောင်းရံအတွက်အထက်ပါနီကိုပင်အသုံးပြုခဲ့လေသည်ထိုစေယုံကြည်တဲ့တွင်ဌာနအတိတ်တကူကိုထပ်၍ချဲ့ပြီးလင်ထိုဌာနကိုအမေရိကန်ပြည်ရှိဓမ္မံဌာနထဲတွင်အကောင်းဆုံးဌာနတကူအဖြစ်ကြိုးစားလျက်ရှိထိုဌာနကိုကြီးကြပ်၍စီမံရသူမှဒေါက်တာအေဖြစ်လေသည်ထိုဆရာဝန်၏အလုပ်ခန်းထဲတွင်ကုငချင်းကိုရှင်လက်ရှိသောဓမ္မံရောင်းသမားတို့သည်ရှေ့ချင်းလိန်လက်ရှိလေသည် တမန်လို့တော်လူသူဥမာကအချမ်းသူမြတ်တဲ့ပိုးရိပ်အယောင်ကြားလက်ရှိလေသည်သူသည်အချမ်းသူမြတ်တဲ့လူသဘောကိုပိုးရိပ်နားလေလေသည်ထို့ကြောင့်အောက်ပါစာကဲ့သို့အတိတ်ပဲတက်ရောက်သောစာတစောင်ကိုရေးသားလိုက်၏ကျွန်တော်တို့၏အလုံယုံတွင်တမန်သမျိုးကိုမကြမီကစံတန်လုတ်ကံရိပ်ပြီးစီးခဲ့ပါပြီထိုတမန်များ၏ပရမအဆိုင်၏ယခုပင်ရောက်ရှိလာပါသည်ထိုတမန်များသည်ပြုပြင်ရန်လိုပါသေးသည်ဒီအကြောင်းကိုကျွန်တော်တို့လည်းကောင်းစွာသိရှိသောကြောင့်ထမှန်ပြုပြင်ခြင်းပါသေးသည်ထို့ကြောင့်အချိန်အလတ် ခွင့်ရရှိပါကကျွန်တော်များထံသို့လာရောက်ပြီးလျှင်ထိုတပ်ဖွဲ့များကိုကိုယ်တိုင်စမ်းသပ်၍ဆရာတို့လူနာကုသတိဘက်တွင်ပုံမအုံဝင်လာအောင်မိသည့်နည်းဖြင့်ထမှန်ပြုပြင်ရမည်ကိုအကြံပေးစီခြင်းပါသည်ဆရာဒီယခုအခါတွင်များစွာအလုချုံနေမိကိုသိပါသဖြင့်ဆရာအားလတ်တော်မိတိအချိန်တိုင်းမှာဆိုအကြောင်းကြားပါလင်ကျွန်တော်တို့ဤမတော်ကားကိုဝမ်းမြောက်စွာဖြင့်လွတ်လိုက်ပါမိခင်ဗျာကျွန်တော်၏အတန်းထဲတွင်ဒေါသအေဒီအောက်ပါအတိုင်းပြန်ပြောလေသည်အဆိုပါစာကိုရတော့အခါကျွန်တော်သည်အာအာတင်းသွားလေသည်အာအာတင်းရုံတမကအတော်လေးပွင့်မြင့်မိ မိတိတက်မှန်လို့တော့သူကများရှေးရခါကကျွန်ုပ်ကိုဤကဲ့သို့ မတိုင်ပင်ဘူးကြီးထို့ကြောင့်ဤတို့အကြံဉာဏ်တောင်းစာကိုရရှိတော်အခါတွေးကြည့်မိလေသည်ထိုအကြံဉာဏ်ကကျွန်ုပ်၌အမြဲတမ်းအလုရှုလက်ရှိတော်လဲထိုတက်မှန်ကိုကြည့်ရန်အတွက်ညစာစားပွဲတစ်ခုကိုပင်ဖြစ်လိုက်လေသည်ထိုတက်မှန်ကိုနင်းနင်းကက်ကြည့်ရလေသဘောကျလာလေလေဖြစ်ထိုတက်မှန်ကိုမိသူကများကျွန်ုပ်ထံတွင်ရောင်းရန်မကြိုးစားကြီးထိုတမန်ကိုစေယုံအတွက်ဝယ်မည်ဖြစ်သောအကျဉ်းစီသည်ကျွန်ုပ်၏အကျဉ်းစီပင်ဖြစ်သည်ဟုကျွန်ုပ်အထင်ရောက်၏ ထိုတက်မှရင်ထူကယ်ကောင်းမှုခြင်းကိုသဘောကျပြီးသဖြင့်ကျွန်ုပ်ကိုယ်တိုင်ကိုကျွန်ုပ်ပင်ပြန်ရောင်းပြီးလင်စေယုံအတွက်ဝယ်ယူလိုက်လေသည်ဗူဒူရို ကီလစင်သည်အမေရိကန်ပြည်သမ္မတဖြစ်စဉ်ကကာနယ်အက်ဒ်ဒ်အမ်ဟောက်ဆိုသူသည်တိုင်းပြည်ရေးနှင့်ကမ္ဘာနိုင်ငံရေးတွင်အတော်ဩဇာလွှမ်းမိုးသူတစ်ယောက်ဖြစ်လေသည်ဝီလစင်သည်အကြံဉာဏ်များအတွေ့သူ၏အစိုးရအဖွဲ့ဝင်များထက်ကာနယ်ဟောက်အပေါ်တွင်မိကိုအားထားလေသည်ဤကဲ့သို့သမ္မတတရားလုံးအပေါ်တွင်ဩဇာငြောင်းကာကာနေဟောက်သည်မိတိနီးကိုအသုံးပြုပါသည်နီ ကံကောင်းထောင်းမှသောကြောင့်ထိုနီးကိုကျွန်တော်တို့သိရှိရလေသည်။အဘယ်ကြောင့်ဆိုသောထိုနီးကိုကာနေဟော့ကိုတိုင်အာတာဒီဟောင်ဒင်းစမစ်ကိုပြောပြဖူး၏။စမစ်ကထိုအကြောင်းကိုစနေနေ့ညတင်းစာထဲတွင်ထုတ်ဖော်၍ရေးသားဖူးသောကြောင့်ပြင်ဖြစ်လေသည်။ကာနေဟော့ကအောက်ပါအတန်းပြောခဲ့ဖူးလေသည်။သမဏမင်းနှင့်တီကျွမ်းပြီးနောက်သူအားကိစ္စတစ်ခုကိုဆောင်ရွက်စေခြင်းလင်အကောင်းဆုံးသောနီးသည်ထိုကိစ္စကိုသူစိတ်ထဲတွင်စစ်ကူးမိအောင်အမတ်တမင်သူရှိတွင်ပြောဆိုလိုက်ခြင်းပင်ဖြစ်သည်ဟုကျွန်တော်သိရှိရလေသည်။ဤအကြောင်းကိုကျွန်တော်ဒီအမတ်တမင်တွေ့ရှိရ၏။ ျွန်တို့ဒီသမ္မတအင်ဒိုတို့တွားရဲ့အစိုးရဝါဒတစ်ခုကိုဆောင်ရွက်တိုက်တွန်း၏တူရတွင်သမ္မတဒီထိုဝါဒကိုသဘောကျဟန်လက္ခဏာမရှိကြီတူရတွင်ရက်ပေါင်းအတော်ကြာသောအခါညစာဓမင်းကိုဝိုင်း၍စားလျက်ရှိကြစဉ်ကျွန်တို့ပြောဟုသောဝါဒကိုသူကိုယ်တိုင်စဉ်းစားမိသောဝါဒကဲ့သို့ထုတ်ပေါ်ပြောဆိုသည်ကိုတွေ့ရရှိရ၏ထိုအခါကာနေဟောက်ကသမ္မတကြီးဒီအတွေ့အာခမည်းရကိုပိုင်အတွေ့မဟုတ်ဘူးကျွန်တော်အတွေ့ပဲဟု၍ကြားဖြတ်ပြောသလားမပြောဘူးကာနေဟောက်သည်အထူးပန်းနပ်ပြီးသားဖြစ်လေသည်သူသည်ပကဒနာကိုကြိုးစားတော်သူမဟုတ် အလုတ်ပြီးသည့်ဖြစ်အကျိုးမရှိခြင်းကိုသာအတုံးပြုတ်သူတို့ဖြစ်၏ထို့ကြောင့်ဝီလစင်အားထိုအတွေးများသည့်သူ့ကိုယ်ပိုင်အတွေးများဖြစ်သည်ဟုအထင်ရအောင်ကာနေဟောက်ကလှုပ်ပေးလျက်ရှိထို့မြတ်မကသည်ထိုအတွေးအခေါ်များနှင့်ဆက်လင်း၍ဝီလစင်ကိုပိတ်သက်အလဲတွင်သူကိုယ်တိုင်ရှိကျူးခဲ့သည်နေပြန်ကျွန်တို့တို့နှင့်ဆက်ဆံရမည့်လူများသည့်ဝူဒရူဝီလစင်ကဲ့သို့ပင်ပုရုဇွန်များဖြစ်ကြောင်းကိုကျွန်တို့တို့ခရုပြုကြပါစို့ထို့ကြောင့်ကျွန်တို့တို့သည်ကာနေဟောက်၏ဤကိုပင်အသုံးပြုကြစို့ New Brand Swim မျိုးတွင်နေသော လူသူဦးတည်ကျွန်ုပ်အပေါ်တွင်ထိုနီးကိုအသုံးပြုခဲ့သည့်ဖြစ်ကျွန်ုပ်၏အကူအညီကိုရသွားခဲ့ပူ၏ထိုအချိန်ကာလ New Brunswick မြို့တွင်လေလောငါဖမ်းရန်ကျွန်ုပ်သည်စီစဉ်လက်ရှိလေသည်ထိုကြောင့်ခီးတယ်များစောင်းချောက်ရဲ့အဖွဲ့သို့လိုအပ်သောသတင်းများကိုစာရေး၍တောင်းလိုက်၏ထိုအဖွဲ့တွင်ကျွန်ုပ်၏နာမည်ကိုခီးတယ်များစည်းရင်းတွင်ကျင်ညာလိုက်ဟန်လက္ခဏာရှိလေသည်အဘယ်ကြောင့်ဆိုသောစာရေးပြီး၍မျက်မှောင်မြင်စာတွေစာအုပ်ကလေးတွေခီးတယ်လမ်းပြအများထံမှတက်တည်ခန်းစာတွေတပုံကြီးကျွန်ုပ်ထံသို့ကြောက်လာ၏ထိုရာများကိုမြင်ရသောအခါကျွန်ုပ်သည်အတော်ချောက်ချားသောပါသည် ညာလွင့်ရင်မိသည့်နေရာတွင်တဲကိုပြင်းလင်မိသူနှင့်ဆက်သွယ်ရမည်ကိုမရွေးတက်သလောက်ရှိနေ၏။ထိုအခါတဲအိမ်ပန်းရှင်တယောက်သည်အလွန်ပါနာသောအချက်တစ်ခုကိုဆုံးရနေလေသည်။ညောင်မျိုးရှိကျွန်ုပ်ထံတွင်တဲကိုပူသောသူများ၏တယ်လီဖုန်းအမတ်များကိုသူသည်ကျွန်ုပ်ထံသို့ပို့ပြလျင်ထိုသူများထံမှသူ့အကြောင်းကိုကျွန်ုပ်ကိုယ်တိုင်စုံစမ်းခံ၏။သူပေးသောစာရင်းထဲတွင်ကျွန်ုပ်သိသောသူတယောက်၏အမည်ပါလာ၏။သူတို့၏အကူအညီကိုကျွန်ုပ်အားထိုး၍ပေးရန်ကြိုးစားကြ၏။ထိုလူတယောက်တည်းသာမကား သူ့အကွန်ကိုကျွန်တော်ကိုယ်တိုင်လက်ခံစေတော့အားဖြင့်သူပင်လင်အနိုင်ရသွားလေသည်ထို့ကြောင့်တပည့်သားကိုတင်းမတ်တို့ပါအောင်ဆွဲခြင်းနှင့်ဥပရိဒအမှတ်ခုနှစ်သည်တပည့်သားအားပေးရသောအကြံသည်သူ၏အကြံသာဖြစ်သည်ဟုအထင်ရောက်နေပါစေဟုတ်ကဲ့ပါပြည်တွင်ပြပါခင်ဗျာနောက်အခန်းချစ်သည်အကျိုးဖြစ်ထွန်းစေမည့်နီးတူဖြစ်ပါရခင်ဗျာကျေးဇူးတင်ပါတယ်လက်တွေ့အသုံးချနိုင်ကြပါစေ